အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမိတ်ဆွေတို့ကိုပြန်ပြီး share လုပ်ပေးမယ့်ဗီဒီယိုလေးကတော့မိတ်ဆွေတို့ Redmi ရှောက်မီသုံးတဲ့မိတ်ဆွေတွေများအတွက်အမှောင်မှောင်တခြား brand user သုံးတဲ့မိတ်ဆွေတွေများအတွက်လည်းဒီကျွန်တော်တို့ရဲ့ဖုန်းကိုဒီက power ပိတ်တဲ့ခါမှာတော့ဟိုဒီဘေးမှာပါတဲ့ fingerprint fingerprint နဲ့ကိုကြာကြာကြီးနှိပ်ပြီးတော့ power ပိတ်စီရမလို့ဘယ်နဲ့ကျွန်တော်တို့ကဒီမှာဒီကောင်းလေးကို ပေါ်ပြီးတော့အချက်တွေကနေပေါ်ပြီးတော့လည်းလည်းရှင်းထားလိုက်မယ်မိတ်ဆွေပေါ်ပေါ် all လို့ရအောင်လုပ်လို့ရပါတယ်ဒီမှာကျွန်တော်နှိပ်ပြမယ်နော်မကြည့်တာဒီမှာလေးလားဒီကောင်လေးကကြာရင်တော့ sorry အဲ့ဒါဒီဘက်ကပေါ်ပေါ်ဒီဘက်က accessibility ဒီဘက်က system ဘောလုံးနော် red the loss of screen to get navigation second shot အကုန်လုပ်ရပါတယ်နော်โอเคဒါလေးတွေကိုမိတ်ဆွေတို့ဘယ်လိုလုပ်အောင်လေးဆိုတော့ဒီနေ့မိတ်ဆွေတို့ပြန်ပြီးတော့ညောင်းပြပါမယ်နော်โอเค โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ Redmi Xiaomi 3နဲ့ပဲစီတယ်များအတွက်ကျွန်တော်တို့ power off လောက်ခါမှာဘောလုံးအတန်တူရှိလောက်တဲ့ခါမှာ sequence ရိုက်တဲ့ခါမှာเนาะကျွန်တော်လက်ညှိုးနေဆွေးရရရတယ်လို့ကျွန်တော်တို့ဒီ sequence ကိုဟိုနည်းနည်းထောက်လိုက်တာနဲ့ sequence ဒီ sequence ရိုက်ရရတဲ့ဒီလုံးလေးကိုဒီ number စီတော့ပြန်ပြောင်းပြပါမယ်เนาะโอเคအဲ့ဒါဆိုရင်တော့ message ကိုဒီညမှာဒီအေးကိုရဲ့ phone စတင်လေးဝင်ပြီးလေပါเนาะကိုရဲ့ phone စတင်လေးဝင်ပြီးလေပါโอเค အဲ့လိုမျိုးပေါ်လာလို့ရှိရင်မိတ်ဆွေကဒီနေရာမှာပေါ်နေနေစတင်နေမှာပေါ်နေနေစတင်ပြီးတော့ဒီ addition နဲ့ setting လေးကိုဝင်ပြလိုက်ပါနော်ဒီ addition နဲ့ setting လေးကိုဝင်ပြလိုက်ပါဒီကောင်းလေးလေးကိုဝင်ပြလိုက်ပါနော် sorry addition နဲ့ setting ကိုနှိပ်ပြလိုက်ပါ addition နဲ့ setting ကိုနှိပ်ပြီးတော့ပြီဆိုတော့ message ဒီနေရာမှာအာဒီမှာဒီ accessibility ဆိုတာရှိသေးလား region ကဝင်နော် accessibility ဆိုတဲ့နေရာလေးကိုထည့်နေပြလိုက်ပါ okay accessibility ကိုနှိပ်ပြီးတော့ပြီဆိုတော့ねကျွန်တော်တို့နောက်ထပ်တစ်ခေါက်ဒီမှာ accessibility button ဆိုတော့နော် BUTTO1 button ဆိုတော့နေရာလေးကိုထပ်နှိပ်ပြလိုက်ပါ accessibility button ဆိုတဲ့နေရာလေးကိုထပ်နှိပ်ပြလိုက်ပါနော် okay အဲ့လိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာဒီဒီဖုန်းတင်ကြမ်းတဲ့ပြထားတဲ့အောက်ကဗျ accessibility button ဆိုတာရှိရင်နော်အဲ့ကောင်လေးကိုကျွန်တော်တို့ဖွင့်ပြရပါမယ်အောက်လေးကိုဖွင့်ပြလိုက်ပါနော် okay ပြင်ရင်ဒီအပေါ်ကမျောလေးနဲ့ပြထားလိုက်ပါ နော်ပြီးရင်ကျွန်တော်ဒီမှာကြည့်လိုက်အောက်က accessibility menu ဆိုတာရှိတယ်အဲကောင်လေးကိုနှိပ်ပြလိုက်ပါအောက်ကလည်း accessibility menu menu ဆိုတဲ့နေရာလေးကိုထပ်နှိပ်ပြလိုက်ပါပြီးရင်ကျွန်တော်တို့ကဒီနေရာမှာ accessibility menu shortcut ဆိုတဲ့ကောင်လေးကိုဖွင့်ပြရပါမယ်မိတ်ဆွေတို့ကဒီနေရာမှာပေါ်စင်ဝါစာကြောင်းလေးပါနော် accessibility menu shortcut ဆိုတဲ့အကောင်လေးကိုဖွင့်ပြလိုက်ပါ okay အဲ့လိုမျိုးပေါ်လာပြီဆိုတော့လက်မိတ်ဆွေဒီနေရာမှာလေးလားဒီ allow ဆိုတဲ့နေရာလေးကိုထပ်နှိပ်ပြလိုက်ပါ အလောင်းဆိုတဲ့နေရာလေးကိုထည့်နေပြီပါ။ Okay အဲ့လိုမျိုးပေါ်လာဖို့ဆိုတော့လက်မဆွဲတဲ့နေရာမှာဒီ okay ဆိုတဲ့နေရာလေးကိုထည့်နေပြီပါ။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်နဲ့ပြန်ထည့်လိုက်ပါခဏပြန်ထွက်ပြီးဆိုရင်ဒီမှာတွေ့တာပုံမှန်တွေ့တာဒီလုံးလေးနဲ့ဟဲ့အဲကောင်လေးတွေ့တာလူယုံလေးနဲ့အဲကောင်လေးအဲကောင်လေးဆိုရင်တော့မိတ်ဆွေရဲ့နေရာမှာဒီဒီကောင်လေးနဲ့နော်အဲကောင်လေးကိုမိတ်ဆွေလေးနဲ့ထောက်လိုက်ပါနော်ဟုတ်ကဲ့ဟုတ်ကဲ့နဲ့ထောက်ပြလိုက်ပါဒီလားအဲ့ဒါဆိုရင်မိတ်ဆွေဒီမှာဒီ power ဒီ power off လို့ရမယ်เนาะ power လို့ရမယ်ပြီးဘောလုံးနဲ့တွေ့ချင်လို့ရမယ်ဒီ second shot ရရင် second shot ကြည့်ရင်အဲ့ဆိုလူချင်းတဲ့ဟာကိုဒီ second မှာရည်ထားပြီးတော့ဒီကောင်းလေးကိုနှိပ်ပြီးတော့ second shot ကိုဒီ second shot ဆိုတဲ့နေရာလေးထန်းနေနှိပ်နေရတယ်နဲ့သူက auto သူက second shot ဒါခါလေးရုပ်ပြီးတော့ဖြစ်မှာပါเนาะဘောလုံးလို့ဆိုရင်လည်းကျွန်တော်တို့အတန်တွေ့ချင်လို့တဲ့ခါမှာဒီခလုတ်ကိုနှိပ်စီရမလို့ဘယ်နဲ့ပေါ်ရယ်เนาะဒီ power ဆိုအောက်ဆိုရမလို့လည်းကျွန်တော်ဒီကနေအတူရှင်းလို့ရပါတယ်เนาะ okay ဒါလေးကတော့ ။အဲဒီမြေချောင်းပြီးသွန်တဲ့မိတ်ဆွေတွေများအတွက်ဒီ accessibility menu ဒီ icon လေးကိုဖွင့်နေလေးကိုဒီမိတ်ဆွေတို့ပြန်ပြီး share ပေးရခြင်းဖြစ်ပါတယ်နော်။ Okay အဲ့ဒါဆိုမိတ်ဆွေတို့အားလုံးအဆင်ပြေကြပါလိမ့်မယ်။